မိမိကွိုင်ဆိုတာဘာလဲမိမိကွိုင်ဆိုတာကအင်တာနက်မှာပြန့်နှံ့တဲ့ဟာသစကလုံးမိမိတွေကနေစတင်လာတဲ့ cryptocurrency digital ငွေကြေးတစ်မျိုးပဲဖြစ်ပါတယ် bitcoin ethereum တို့လိုတကယ်စီးပွားရေးသုံးဝင်မှုတော့မဟုတ်ပဲလူကြိုက်များမှု online တိုင်းဝိုင်းရဲ့ပံ့ပိုးမှုနာမည်ကြီးလူများရဲ့ဖော်ပြမှုတွေကြောင့်တံပိုးတက်လာတဲ့ coin တွေဆိုလည်းမမှားပါဘူးမိမိ coin ရဲ့အဓိကလက္ခဏာများနံပါတ်1ဟာသတွေနဲ့စတင်ခဲ့ခြင်း ဒေါ့စကွိုင်းကရှီဘာအင်နူခွေးပုံမီမီကနေစခဲ့တာဖြစ်ပြီးတော့ရှီဘာအင်နူကွိုင်းရှစ်လိုမျိုးအခြားကွိုင်းတွေလည်းထက်ထွက်လာပါတယ်။နံပါတ်2ဈေးကအတက်ကြအလွန်မြန်ခြင်း။အီလွန်မတ်လိုနာမည်ကြီးတစ်ယောက်က X platform မှာတွေ့တခုတင်ယုံတဲ့ကွိုင်းရဲ့တန်ဖိုးကတက်သွားတက်ပါတယ်။နံပါတ်3အသုံးဝင်မှုနည်းခြင်း။များစုကယင်းနှိမ့်မြုံနှမှုတွေ့တာဖြစ်ပြီးတော့တကယ်ငွေကြီးအဖြစ်အသုံးပြုဖို့အတွက်တော့အားနေပါတယ်။နံပါတ် community driven လူထုခြေပြုခြင်း Reddit Twitter နဲ့ Telegram စတဲ့လူမှုကွန်ရက်တွေမှာစုဝေးပြီးတော့တံပိုးတွေမြင့်တင်တက်ကြပါတယ်ကြော်ကြားတဲ့မိကွိုင်များ Dogecoin Dog နောက်73ခုနှစ်ကပထမအဦးဆုံးနာမည်ကြီးတဲ့မိမိကွိုင်ဖြစ်ပါတယ် Shiba Inu Ship Dogecoin ကို အားကြပြီးနောက်မှထွက်လာတဲ့ Coin ပါ Bitcoin Bit the from မိမိပေါ်ခြေခံလာတာဖြစ်ပြီး Flocky Inu Flocky ကီလိုမိုက်ရဲ့ခွေး Flocky အမည်နဲ့နာမည်ကြီးခဲ့ပါတယ်မိမိကွာရဲ့ဝဲတက်လာဝဲတက်လာဆိုရင် ခွင်လန်းကိုပြောရမယ်ဆိုရင်တော့ဝင်းနေငယ်နဲ့အများများများရနိုင်တဲ့အလားအလာရှိတယ်ဆိုပေမဲ့အန်ရည်တွေလည်းရှိပါတယ်ဈေးကွက်အလွန်အမင်းအတက်ကြမြန်ပြီး scan လိမ့်ညာတွေလည်းများစွာရှိပါတယ်သတိထားမှာကမိမိကွာရဲ့နေရာလွန်ဆန်းစားမှုများတဲ့ရင်းနှီးမြုပ်နှံမှုဖြစ်ပါတယ်ကြံပေးရမယ်ဆိုရင် မတ်တီငွေရဲ့တရားပါဆက်နေကိုမထည့်ပါနဲ့ကြံပြုချက်အနေနဲ့မိမိကိုယ်ဝယ်တော့မယ်ဆိုရင် do your own research ကိုယ်တိုင်သေချာလေ့လာပါ နောက်ဆုံးရဈေးကွက်သတင်းတွေကိုလိုက်ကြည့်ပါ စိတ်ဝင်စားရင် Binance, Bybit, Arkis စတဲ့အခြေအနေတွေမှာ dot chip စတဲ့မိမိကိုယ်တွေကိုဝယ်ယူနိုင်ပါတယ်